ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေ့လေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ TF2 Day ပေါ့နော်အနောက်နှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့20နဲ့20ကြိမ်ပါဆိုရင်အနောက်နှလုံးပေါင်းရှင်ပရိကျွန်တော်တို့ဒီ6လုံးပေါ့နော်နောက်ထပ်5လုံးဤတစ်ခုကပြတ်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီပရိတ်6လုံးရဲ့နောက်ထပ်ပရိတ်3လုံးဆိုတာလေးကိုလည်းတင်ပြသွားမယ်ပေါ့နော်။နောက်နှလုံးပေါင်း ပရိစုပြီးဖြစ်ပါတယ်ခင်ဗျာ Okay ပင်ရှိပါနော်နံပါတ်33 34ကနေစပြီးလေ့လာကြည့်အောင်ကျွန်တော်ဒီ009ဘနော်009မှာဆိုရင်ရှောက်ခွန်89တိလေးပြိထက်ကအဲ့အနောင်းနှလုံးပေါင်းမှာဖြစ်တဲ့အတွက်89ပေါင်းရှင်းကဆက်ရှောက်ပြိပါနော်ဒီ900တိပြင်းမှာ3များနဲ့3များနဲ့ပေါင်း3ညာပြိဖြစ်ပါတယ်ဒီ300တိကြိမ်မှာတော့009ပေါင်းရှင်း74ပြိဖြစ်ပါတယ်ခင်ဗျာဒီ 69လေးမှာတော့9နဲ့4ပေါင်းရှင်းက73ပြိပေါ့နော်9 6 3မှာကျတော့6နဲ့3ပေါင်းရှင်း9 6 8ခွန်မှာ8ခွန်ပေါင်းတာ15 2နဲ့ခွန်မှာ2နဲ့ခွန်ပေါင်းရှင်း9 3 8မှာကျတော့အဲ့ဒီအနောင်သဘုံပေါင်းရှင်းနဲ့ရှင်းပေါင်းတာ16ပြိ3တုံများ9မှာ3နဲ့9ပေါင်းရှင်း9ပြိဖြစ်ပါတယ်ဒီ3ကနေမှာအနောင်သဘုံပေါင်းရှင်းကနေနေပေါင်းခွန်ပေါ့နော်39နေမှာ9နဲ့နေပေါင်းတာ17နေလေးရှောင်းမှာကြတော့၄နဲ့၆ပေါင်းရှင်း30ဖြစ်ပါတယ်။၃နဲ့၄မှာ၄နဲ့၄ပေါင်းရှင်း ရှင်ကားနေမှာအနန္တလုံးပေါင်းရှင်ခုနှစ်ပရိဖြစ်ပါတယ်ရှင်ရှောင်းကားမှာအနန္တလုံးပေါင်းရှင်၄ပေါ့နော်၃ကားရှောင်းမှာကျတော့ကျွန်တော်ဒီ၃ကားရှောင်းမှာနဲ့ရှောင်းပေါင်းတာ၁၁ရှောင်းလေးရှောင်းမှာဒေးနဲ့ရှောင်းပေါင်းရှင်၃၀ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ခွန်ရှင်ကုတုံနဲ့နေကားပရိထက်ကကုခွန်ရှင်ဆွေအတွက်ခွန်နဲ့၈ပေါင်းရှင်၃၅ပရိဆိုပြီးဖြစ်ပါတယ်โอเคกูคุณชิပြီးတော့ဒီဖက်မှာဆိုရင်ရှောက်ကိုရှောက်ပါเนาะရှောက်ကိုရှောက်မှာကျွန်တော်တို့ဒီအနောင်နှလုံးပေါင်းရှင်ဒီကိုနဲ့ရှောက်ပေါင်း55ပြိတ် ဒီရှိကိုရှိမှာအနောင်းနှလုံးပေါင်းရှင်ကိုနဲ့ရှိပါနာဆက်ခွန်တင်းလေးငါးတစ်ကြိမ်ပါလေးနဲ့ငါးပေါင်းရှင်ဒီကိုကြီးဒီကိုတုံများတင်းနဲ့လေးခွန်ပါဆိုရင်ကျွန်တော်နေငါးနေဖြစ်ပါတယ်ဗောနောနေငါးနေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အနောင်းနှလုံးပေါင်းရှင်ကဒီငါးရဲ့နေရဲ့နှလုံးပေါင်းရှင်ခုနှစ်ပြည့်ဖြစ်ပါတယ်ခင်ဗျာနံပါတ်၁အဖြစ်ပေါ့နော်ကျွန်တော် ကျွန်တော်90နဲ့၄ချိန်အထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ Okay ဒါလေးကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကတော့ကျွန်တော်အနောင်နှလုံးပေါင်းရှင်းပြလိုက်ဖြစ်ပါတယ်ခင်ဗျာ။နောင်နှလုံးပေါင်းပြလိုက်ပါနော်။ဒီနောင်နှလုံးပေါင်းရှင်းပြလိုက်မှာကျွန်တော်ဒီ၆၉၆ကနေ၈၉၈ကိုစာပြီးလေ့လာကြည့်အောင်။ဒီမှာ9 3 4 3ဒီ9နဲ့ပေါင်းရှင်းက9ပါနော်။၆3ချိန်ပေါင်းတာ18 D1 ကတစ်ချိန်ဖြစ်ပါတယ်။ D9 နဲ့ချိန်က18 9 3ချိန်က15ပေါ့နော်။ D9 နဲ့ချိန်30 D1 ကတစ်ချိန်ပေါ့နော်။8နဲ့ချိန်ပေါင်းတာ16ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာကြတော့ D9 နဲ့ D9 ပေါင်းရှင်းက30ဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ဒီမှာကြတော့အာ8 9 30ပေါ့နော်။ D10 နဲ့ D6 နဲ့ပေါင်းတာ14ဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်၄၅၆ခွန်ဘနောခွန်ကိုနှစ်ပေါင်းတာကိုကိုယ်သုံးပေါင်းတာကစနစ်ဆိုတော့၄၅၆ခွန်ကိုနှစ်အနောင်နှလုံးပေါင်းရှင်ပရိသေဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်၈၉၈ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီကိုရဲ့ရှင်ရဲ့နှလုံးပေါင်းရှင်ခွန်နှစ်ပရိဖြစ်ပါတယ်ဒီဟာပေါ့နော်၄၅၆ခွန်၉နှစ်မှာ၈၉ခုဖြစ်ပါလေခင်ဗျာတပန်းအဲ့ဒီနီးအတိုင်းပဲကျွန်တော်ဆက်ပြီးလေ့လာကြည့်ရမယ်ပေါ့နော် ညတော့ကို9နှစ်မြောက်မယ်ပေါ့နော်။ကဲရင်မှာတစ်ချိန်ပေါင်းတယ်။ထိတ်စီးရှင်မှာကို3နှစ်မြောက်တယ်ပေါ့နော်။ခုနှစ်မှာတစ်ချိန်ဒီလေးမှာတစ်ချိန်ဒီလေးမှာကျတော့3ချိန်ပေါင်းတယ်ပေါ့နော်။3မှာတစ်ချိန်ရှင်မှာတစ်ချိန်ဒီ1မှာတစ်ချိန်ဖြစ်ပါရခင်ဗျာ။ဒါဆိုရင်9 3ချိန်ပေါင်းတာက15ပေါ့နော်။ဒီလေးရတစ်ချိန်8 3ချိန်ပေါင်းတာ20နဲ့လေဒီခုနှစ်ကတစ်ချိန်6နှစ်ချိန်8ဖြစ်ပါရခင်ဗျာ။၄3ချိန်က7နှစ် ဒီ၃နှစ်ကြိမ်6 6နှစ်8ပေါင်းရှင်းက7သိပေါ့နော်၁နှစ်ကြိမ်ပေါင်းတာနှစ်စုပြီးဖြစ်ပါတယ်ရှင်းနဲ့နှစ်ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီနှစ်တော့ဒီ၄နဲ့၄ပေါင်းတာ8ပေါ့နော်ရှင်းနဲ့9ပေါင်းတာ15 9နဲ့ပေါင်းရင်30ဖြစ်ပါတယ်နောက်ထပ်ဒီ၄နဲ့2ပေါင်းတော့600ရမှာဖြစ်ပါတယ်ဒါကြောင့်မို့6 9 8 9ကိုကြောင့်မှနည်းနည်းပေါင်းတာ7တိတ်ကို3ပေါင်းတာ 6989တင်လေးအနန္တလုံးပေါင်းရှင်ပိမ့်ပါတင်လေး9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလေးနဲ့9ပေါင်းရှင်ကကိုပရိဖြစ်ပါတယ်ဒါကြောင့်မို့6989တင်လေးမှာတင်လေး9ဒီဟာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ချိန်9တနတင်နေလေးခွန်ရတာကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီလေးကို9နဲ့မြောင်းမယ်ကရက်9မှာတစ်ချိန်ဒီတိကို3နဲ့မြောင်းမယ်ပေါ့နော်ခုနှစ်မှာတစ်ချိန်6မှာတစ်ချိန်3ညကို3နဲ့မြောင်းမယ်နှစ်မှာတစ်ချိန်ဒီနှစ်မှာတစ်ချိန်ပေါ့နော် ပြီးရင်၃ဘာနှစ်ချိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၄င်္ဂါလီ20 20နဲ့9ပါနော်ဒီ3ချိန်3ခုနှစ်ကတစ်ချိန်6နှစ်ချိန်ပေါင်းတာ7နှစ်နှစ်3ချိန်ပေါင်းရှင်6ကိုဒီ3နှစ်ချိန်ပေါင်းရှင်6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်3နဲ့ခွန်ပေါင်းရှင်က30ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီ6နှစ်ချိန်ပေါင်းတာ7နှစ်ဒီနှစ်နဲ့ပေါင်းရှင်က400ပဲပေါ့နော် ရှောင်းနဲ့ရှောင်းပေါင်းတာဆက်နဲ့နင်းနဲ့နင်းပေါင်းတာလေးတပန်းဒီ9နဲ့ဒီ4နဲ့ပေါင်းတော့9ဆိုတဲ့အတွက်ကြောင့်မို့ကိုတုံညာတင်းနဲ့နှစ်ကိုကြောင့်မအနည်းနဲ့ပေါင်းတာလေးပေါ့နော်လေးကို3နဲ့ပေါင်းတော့ခွန်ကိုတုံညာလေးခွန်အနန္တလုံးပေါင်းရှင်ပြိမ်မှာနင်း9နှစ်ဆိုတဲ့အတွက်9ရဲ့2ရဲ့နှလုံးပေါင်းရှင်9ပြိမ်ဖြစ်ပါလေ3ကိုတုံညာတင်းနဲ့လေးခွန်နင်း9နှစ်ဒီဟာပေါ့နော်အဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော် ဒီလေးကို9နှစ်မြောက်တဲ့အတွက်ဒီလေးကို9နှစ်မြောက်မှာဖြစ်ပါတယ်6မှတစ်ကြိမ်ဒီနှစ်ကိုကြတော့3နှစ်မြောက်မှာပေါ့နော်ဒီနှစ်မှာတစ်ကြိမ်ဒီ6မှာတစ်ကြိမ်9ကို3နှစ်မြောက်တဲ့ဒီနှစ်မှာတစ်ကြိမ်ဒီ6မှာတစ်ကြိမ်ဒီ7မှာတစ်ကြိမ်ဆိုပြီးဖြစ်ပါတယ်ဒီဟာပေါ်ကနေတိုင်းပဲပေါ့နော်လေ9ဒီ20 20 6ဖြစ်ပါတယ်နှစ်3ချိန်ပေါင်းရှင်6ဒီနှစ်ကတစ်ချိန်6နှစ်ချိန်ပေါင်းတာ7 9 3ချိန်ပေါင်းတာ15ဖြစ်ပါတယ်3နှစ်ချိန်6 6နှစ်9ပေါင်းရှင်ဒီ 2015ပါနော်အဲတင်းတဲ့ချိန်ပေါင်းရှင်းနှစ်ချပီးဖြစ်ပါတယ်ခင်ဗျာငါးနဲ့ငါးပေါင်းရှင်းက30ဖြစ်ပါတယ်တင်းနှစ်3နှစ်3ချိန်ပေါင်းရှင်း6ဒါဆိုရင်တင်းနှစ်3 63ချိန်ဆက်ရှိပြီးဖြစ်ပါတယ်ဒါကြောင့်မို့ရှင်းကိုတော်ညာတင်းတေကိုနှစ်ပေါင်းတာ3 3ကို3ပေါင်းရှင်း6 0698693136အနောင်းလုံးပေါင်းရှင်ပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ Okay ခုနှစ်ပြိရှင်းနဲ့9နဲ့10ပေါင်းတာစက်ခွန်4နဲ့9ပေါင်းကို9နဲ့2ပေါင်းရှင်ခွန်ဒီတစ်ပတ်မှာ0698693136အနောင်းလုံးပေါင်းရှင်ပြိဖြစ်ပါတယ်ရှိကူတုံည3.6အနုလုံးပေါင်းရှင်ပြိပေါ့နော်။ Okay ကျွန်တော်တို့ဒီမှာလဲရှိကူတုံည3.6ဆိုပြီးရှိခဲ့ပေါ့နော်။ ဒီမှာလည်း၈၉တုံများတစ်တုံ၆ဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီမှာလည်း၈၉တုံများတစ်တုံ၆ပြိဖြစ်မယ်ပေါ့နော်။ Okay ဒါကပြိ၆လုံးဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်အနန္တလုံးပေါင်းရှင်ပြိ၃လုံးဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါကကြောင့်ကျွန်တော်အနန္တလုံးပေါင်းရှင်ပြိ DF2 တဲ့ပေါ့နော်။အနန္တလုံးပေါင်းရှင်ပြိဖြစ်ပါတယ်။ အနာနှလုံးပေါင်းရှင်ပရိကဒီမှာကျွန်တော်ပရိသုံးလုံးဖြစ်ပါတယ်ဗျာဒီမှာနီးနဲ့တကွာပြပေးထားတယ်ကျွန်တော်ဒီနှစ်တုံညာကိုကနေဗောနောနှစ်တုံညာကိုကနေစာပြီးပြပေးထားတယ်ဒီဒီအတိုင်းပေါင်းလာဆိုရင်ကျွန်တော်6ရတယ်ဗောနော6ကို3ပေါင်း9ကို4ပေါင်းလာ73 6ကို3အနာနှလုံးပေါင်းရှင်ပရိမှာနှစ်တုံညာကိုဆိုတဲ့အတွက်အဒီတုံညာရဲ့ကိုရဲ့နှလုံးပေါင်းရှင်ကိုဗောနော နောက်ထပ်တပံဒီနှစ်တုံညာကိုကနေဒီနေ့တိုင်းပဲပြောင်းပေါင်းပြထားတယ်ဗောနော်693အနန္တလုံးပေါင်းရှင်ပြေရတယ်နောက်ထပ်တစ်ကြိမ်မှာ009ဒီမှာ009ဗောနော်ရှင်ရောအဲ့ဒီ9နဲ့9နဲ့နှလုံးအနန္တလုံးပေါင်းရှင်ဒီ9ပေါင်းရှင်6ဗောနော်တုံညာနဲ့တုံညာပေါင်းတုံညာ00ပေါင်းတာ74 6လေးပေါင်းတာ73 6နဲ့3ပေါင်း9 85 95ဘောနော်29 88ပေါင်းတာ76တုံညာနဲ့9ပေါင်းရှင်9 9နဲ့2ပေါင်းရှင်9 9နဲ့2ပေါင်းတာ7ပြိဖြစ်ပါတယ်၄နဲ့6ပေါင်းရှင်10ပြိ2နဲ့4ပေါင်းရှင်6ပြိ9နဲ့2ပေါင်းရှင်9 6နဲ့5ပေါင်းတာ7 9နဲ့6ပေါင်းတာ7ဒီ6လေး6မှာလည်း၄နဲ့6ပေါင်းရှင်အနုံလုံးပေါင်းရှင်10ညပြိဖြစ်ပါတယ်ခဲဆက်ပြီးတော့ကျွန်တော်ဒီမှာ9ခွန်8ပေါင်းเนาะ9ခွန်8မှာ9နဲ့8ပေါင်းတာ15 6 9 6မှာ9နဲ့6ပေါင်းရှင်15 6 9 8မှာကျွန်တော်9နဲ့8ပေါင်းတာ19 3 4 5မှာ4နဲ့5ပေါင်း9 ကျွန်တော်ပြီးခရစ်တပတ်မှာခွန်တုံညာလေးအနန္တလုံးပေါင်းရှင်ပြေရတယ်ဗောနော်နေ့9နေ့စပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီအနန္တလုံးပေါင်း9နဲ့နေ့နဲ့နှလုံးပေါင်းအနန္တလုံးပေါင်းရှင်ခုနှစ်ပြေဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ပရိသတ်၃လုံးဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်၄၆၁၅နေဖြစ်ပါတယ်။၄၆၁ နင်ငါနေပါတော့ပြီးရင်နင်နေ655ဖြစ်ပါတယ်389 139 995ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဆိုင်2ကိုကျွန်တော်တို့6နဲ့မြောက်မယ်ပါတော့ဒီမှာတစ်ချိန်2ကိုကြတော့6နဲ့မြောက်တယ်ကဲ့ရမှာတစ်ချိန်2ကိုကြတော့3ချိန်အလင်းမှာတစ်ချိန်ဖြစ်ပါတယ်အလင်းမှာတစ်ချိန်ပြီးရင်နောက်ထပ်အလင်းမှာ2ချိန်ဒီ1မှာ2ချိန်အပေါင်း နှစ်ဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ဒီအပေါ်မှာချောင်းလေးတွေ24လေးနံ5ပေါင်း9ဆိုပြီးဖြစ်ပါတယ်ဗျာเนาะဒါဆိုရင်ချောင်းလေးတွေ24လေးနံ6ပေါင်းရှင်က30ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ရှင်လေးတွေ32 33သုံးမရထားတယ်ဗျာเนาะဆိုတော့လေးတတိလေးလေးနံ2ပေါင်းရှင်ဒီ6နောက်ထပ်33ချိန်9ဒီမှာကျတော့23ချိန်ပေါင်းရှင်း6ဒီ၄နဲ့ ဒင်းနဲ့ချိန်ရှင်းတဲ့တုံနဲ့ပေါင်းရှင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာရှင်းတဲ့ချိန်၁၆၆နဲ့၅ပေါင်းရှင်းဒီ၂၀နဲ့၁ပြီးရင်၃နဲ့ချိန်၆၆နဲ့နှစ်ပေါင်းရှင်းလို့ယူထားတဲ့အတွက်ဒင်းနဲ့ချိန်၄နဲ့နှစ်ပေါင်းတာ၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအစွန်း6နဲ့4ပေါင်းရှင်း10 6နဲ့3ပေါင်းရှင်း9ဆိုတဲ့အတွက်ကြောင့်မို့ခွန်3ည4အနောင်နှလုံးပေါင်းရှင်းပြိထက်ရမယ်ပေါ့နော်အစွန်းကျွန်တော်ဒီဘက်မှာလည်းခွန်3ည4ဆိုပြီးဖြစ်ပါတယ် ။အဲဆိုရင်ဒီမှာကျတော့ကျွန်တော်တို့ခွန်တောင်ညာလေးဆိုတော့အနန္တလုံးပေါင်းရှင်ပရိကတိမှာဆိုရင်ဒီနည်းနှစ်ခုစလုံးဒါဆိုရင်တော့တောင်ညာတစ်ခုပဲရှိမှာပေါ့နော်။ခွန်တောင်ညာလေးဆိုတဲ့အတွက်တောင်ညာဖြစ်ပါတယ်။ဒီနေ့ကနေ့တစ်ကြိမ်မှာကြတော့ခွန်တုံညာလေးဆိုတဲ့အတွက်ကြောင့်မို့ခွန်တုံညာလေးရပါနေပြီတာပေါ့နော်ဒီတင်းလေးကတစ်ကြိမ်မှာကြတော့အာ693 693ဆိုတဲ့အတွက်ဒီမှာ6ရက်9ရက်ပါတယ်ပေါ့နော်ဒီတစ်ခုမှာတော့တုံညာတစ်ခုပဲပါနေတာဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်စေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ